အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မြန်နဲ့လောက်ထားတဲ့မိဖို့အကြောင်းနဲ့ရွှေနဲ့လောက်ထားတဲ့မိဖို့အကြောင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါတခါတော့ကရွာတရွာမှာမဟေ့နဲ့ဆိုရဲဆိုရဲညီအကိုနှစ်ယောက်နေထိုင်ကြပါတယ်ကံကျမရဲ့အလှည့်ပြောင်းကြောင်းညီကိုနှစ်ယောက်လုံးရဲ့ကံကျမကတော့မတူညီပါဘူးအကိုအကြီးဖြစ်သူကတော့အလောက်ကောင်းကောင်းတစ်ခုရရှိခဲ့ပြီး သူကအရန်ချမ်းသာပါတယ်။သူကလည်းပြောရွှင်စွာနဲ့သူရဲ့မိသားစုဝင်တွေနဲ့အတူတူနေထိုင်နေခဲ့ပြီးညီငယ်လေးဆိုတဲ့ကတော့တတော်လေးဆင်းရဲပြီးတောင်းတူလဲတမအလုပ်ဒါမှမဟုတ်အလုပ်ကျန်းတွေကိုလောက်ကင်ပြီးဘဝကိုခက်ခဲစွာဖျက်ချော်နေခဲ့ရပါတယ်။သူကလည်းသူရဲ့မိသားစုဝင်တွေနဲ့ပဲအတူတူနေထိုင်နေပါတယ်။တရမှာတော့ကန်ဆိုးမှုမောင်ကြပြီးသူတို့ရဲ့မိဘတွေကတရက်ထဲမှာပဲကွယ်လွန်သွားခဲ့ကြပါရဲ့အဖေနဲ့မေကျွန်တော်တို့ကိုဘာဖြစ်လို့တစ်ချိန်ထဲမှာထားပြီးထွက်ခွာသွားခဲ့ရတာလဲတော်ပါတော့ရှင်ရှင်တော်ပါတော့ကျမတို့ကန်ကျမကို ဘာမှလုံးလို့မရဘူးလေတော်စမ်းပါကွာဘာဖြစ်လို့ခလေးတယောက်လိုမျိုးအော်ငုံနေရတာလဲဘယ်သူမဆိုတရားကြရင်လောကကြီးကိုစွန့်ခွာကြရမှာပဲလေနောက်နှစ်ယောက်ရှိသွားခဲ့တဲ့အခါမှာတော့ယောက်ျားကြီးနားထောင်မအောင်ရှင်းရဲ့ညီနဲ့သူ့ရဲ့မိန်းမနှစ်ယောက်လုံးကဒီအိမ်မှာပဲဆက်ပြီးတော့နေကြမှာလားကျမတို့ပတ်စံနဲ့ပဲသူတို့ကဘယ်အချိန်ထိနေထိုင်စားသောက်နေကြမှာလဲဟွန်းဟုတ်တယ်မိန်းမမင်းပြောတာမှန်တော့လဲမှန်တယ်နော်နောက်နေ့မှာတော့အကိုဖြစ်သူကလည်းညီလေးကိုတော့ပြောလိုက်ပါတယ်ကဲညီလေးအဖေနဲ့အမေရှိတဲ့အချိန်တုန်းကတော့မင်းတို့လည်းငါတို့နဲ့အတူတူနေထိုင်ခဲ့တယ် အခုတော့မင်းတို့တီးတာနေဖို့အတွက်ပြင်ဆင်လိုက်သင့်ပြီလို့ထင်တယ်။အကိုရဲ့ဒါဘာပြောနေရလဲကျွန်တော်တို့နဲ့ခွဲနေမယ်ဆိုတဲ့အကြောင်းပြောနေရလား။ခဏနေပါဦး။နေရဘောင်မို့လို့ညီကိုနှစ်ယောက်ရဲ့ကြားထဲမှာဝင်ပြောနေရတာလေ။ဟုတ်တယ်မိမရဲ့အကိုပြောတာမှန်တယ်။ဒီအိမ်ကိုအကိုနဲ့အဖေနှစ်ယောက်လုံးကစ조사ပန်းစားနဲ့စောက်လုပ်ထားခဲ့ကြတာ။ငါရဲ့조사အထောက်မှုပါတခုမှပါတာမဟုတ်ဘူး။အဲဒါကြောင့်ငါတို့အနေနဲ့ဒီအိမ်နဲ့ဘာမှလည်းမဆိုင်ဘူး။ဆိုရဲကသူ့ရဲ့ပိုင်ဆိုင်မှုအနေနဲ့လေယာဉ်မြေလေးအနေငယ်သာပိုင်ဆိုင်ပါတယ်။ ဒါကြောင့်သူကလည်းသူ့ရဲ့မိန်းမကိုခေါ်ပြီးအိမ်ကနေဆင်းလာခဲ့လာရပါတယ်။ဒီနေ့ကစပြီးတော့ဒါကငါတို့နေရမယ့်အိမ်ပဲ။ငါအခုအလုပ်သွားလိုက်အောင်မဟိတ်သွားနေကြအလုပ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့အရိကလုံးချုံကြီးအဆောက်ကသူ့ကိုတားခဲ့ပါတယ်။ခဏနေပါဦးမင်းဘယ်ကိုသွားနေရလဲ။ဘယ်ကိုဝင်သွားနေရလဲ။ဦးလေးကြီးကလည်းဗျာကျွန်တော်ဒီမှာအလုပ်လုပ်ကြလေကျွန်တော်ကိုမေ့သွားပြီလား။မင်းကဒီစက်ရုံမှာအလုပ်လုပ်နေတုံးမဟုတ်ဘူး။မင်းဒီမှာအလုပ်လုပ်ခဲ့တာဒီအချိန်မှာပဲတထေရောက်လာပြီးတော့ပြောလိုက်ပါတယ်။ အေးဟုတ်တယ်ဆိုတဲ့ကျဲမင်းအကိုကိုတိုင်ကမင်းကိုအိမ်ကနေမောင်းထုတ်ပြီးအမွေတစမ်းမှမပေးမှာတော့ငါရီးရဲ့အလုံမှာမင်းကိုဘာကိစ္စအတွက်နဲ့ခေါ်ထားရအောင်မလဲသူကမင်းကိုအာမခံပေးထားတဲ့အတွက်ငါတို့ကလောက်ခံထားတာအခုသူရဲ့အာမခံချက်ကလည်းကုံဆုံးသွားတာနဲ့အတူတူပဲဆိုတော့ငါတို့မင်းကိုဒီမှာအလုံထပ်မပေးနိုင်ကြဘူးတခြားတဲ့နေရာမှာပဲမင်းအလုံကိုတွားကြည့်လိုက်ပါတော့ကွာဒီစကားကြားခဲ့ရတဲ့ခါမှာဆိုတဲ့တယောက်တတော်လေးကိုဝမ်းနဲ့ပလတ်ဖြစ်သွားခဲ့ရပါတယ်သူကဘယ်သူ့ကိုမှအပြစ်တင်စကားတခေါနောင်ပြောမနေတော့ဘဲနဲ့ထွာလာခဲ့လိုက်ပါတယ် အနည်းပတ်ဝန်းကျင်မှာရှိတဲ့နေရာပေါင်းစုံမှာသူအလုံးလိုက်ရှာခဲ့ပါတယ်။သူဘလောက်ပဲအလုံးစူးစမ်းပြီးရှာဖွေနေပါစေဘယ်မှာမှအလုံးမရရှိခဲ့ပါဘူး။ဒီလိုနဲ့အလုံးမရတဲ့အဆောင်သူအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။ရှင်းရလေရှင်းမြန်လိုက်တာဒီနေ့အစောကြီးအိမ်ကိုပြန်ရောက်လာတယ်နော်။ဆရေ့ကလည်းကိစ္စတွေအားလုံးသူ့ရဲ့မိန်းမကိုပြောပြခဲ့ပါတယ်။ရှင်ကျမပြောတဲ့စကားကိုနားထောင်ပြီးစိတ်မကောင်းမဖြစ်နဲ့နော်။ကျမဘလို့မဆိုပြောရမှာပဲ။ရှင်းကိုရှင်းကိုဘလို့လုံးလိုက်လဲဆိုတာကိုရှင်းတွေ့ရမလား။မသိရနော်သူကရှင်းရဲ့အကိုအကြီးမဟုတ်ဘဲနဲ့ရန်သူကြနေရပဲ ဘလို့မဆိုဒီကိစ္စတွေအကုန်လုံးကရှင့်ကိုရဲ့အဖြစ်အားလုံးတော့လည်းမဟုတ်ပါဘူး။ဒါတွေအားလုံးကိုဘယ်သူလုပ်လဲဆိုတာကျမသိရဲ့။ဒါတွေအကုန်လုံးကိုရှောင်းမလုပ်နေခဲ့တာသူမှွေလို့ပေါ့။သူကတစ်ချိန်အကုန်လုံးအကိုမဟစ်ကိုနားသွင်းပေးနေခဲ့တာ။ရှင်တို့ညီကိုနှစ်ယောက်ကြားထဲမှာသွေးကွဲသွားအောင်လို့သူကိုယ်တိုင်သွေးထုတ်ပေးခဲ့တာ။ထားလိုက်ပါတော့မိမရဲ့တခြားသူတွေကိုအပြစ်ဖို့နေလို့ဘာတွေများထူးခြားလာမှာမဟုတ်လို့လေ။အကိုကကံကောင်းတယ်။အကိုတဘွားလုံးရှင်အောင်ကံကောင်းလာခဲ့တာ။သူကပညာကိုစူးစမ်းတင်တယ်ပညာတတ်တယောက်ဖြစ်တယ်။ အလောက်ကောင်းကောင်းကိုလည်းသူကရရှိပိုင်ဆိုင်သွားခဲ့ငါဘဝမှာငါကဘာတစ်ခုမှဖြစ်ဖြစ်မြမြမလုံးနိုင်ခဲ့တဲ့အတွက်အခုလိုမျိုးဆင်းရဲဒုက္ခတွေကိုခံစားနေရတာပဲဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားခဲ့ပါတယ်သူတယောက်နေရာဆုံးမှာအလောက်တွေကိုလိုက်ရှာခဲ့ပေမဲ့ဘယ်နေရာမှာမှအလောက်မရခဲ့ပါဘူးဒါကြောင့်သူကသူ့ရဲ့ပိုင်ဆိုင်တဲ့လေယာဉ်မြေအနည်းငယ်လေးမှာပဲအလောက်လောက်ကိုင်းခဲ့ပါတယ်သူမြေဘဲတွေကိုစတင်စိုက်ပျိုးလိုက်ပါတယ်မိမရဲ့ဒီတစ်ခေါက်ငါရရဲ့စိုက်ပျိုးထားတဲ့မြေဘဲတွေကအထွက်တိုးမယ်နဲ့တူတယ်တိလားငါအပြင်မှာအလောက်မလောက်ထောက်ဖို့အတွက်လည်းစဉ်းစားထားတယ် ိုဟောက်ကိုမြေပဲဆိုင်ခင်းကိုပဲတေချာလေးအယုံဆိုင်ပြီးတော့လောက်ကင်လိုက်ရင်ပုံမကောင်းဘူးလားငါတို့မြေပဲတွေကိုကောင်းကောင်းရောင်းချလို့ရတယ်ဈေးကောင်းကောင်းနဲ့ရောင်းချကြမယ်ငါတို့မြေပဲကိုလှော်ပြီးတော့ရောင်းလို့ရတယ်ပြုတ်ပြီးတော့ရောင်းလို့ရတယ်တစ်ဖက်ဆိုင်လည်းဖွင့်လို့ရတယ်တိလားရှင်ပြောတော့ကောင်းတော့လည်းကောင်းပါတယ်ကျမတို့ကိုပိုင်အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှင်တော့အကောင်းဆုံးပဲပေါ့ရှင်လုံးနဲ့နောက်နှစ်ယောက်သွားတဲ့ခါမှာတော့လင်မယားနှစ်ယောက်တော့လေယာဉ်လုံကန်းကိုတတိတချာလောက်ကိုင်းနေခဲ့ကြပါတယ်။အရင်နေ့မှာမောင်မသားကတတိယလေသူတို့ကိုလာချောင်းကြည့်နေခဲ့ပြီးသူတို့အလုံးလုံးနေရာကိုတွေ့သွားခဲ့ပါတယ်။ တို့ရဲ့ဒုက္ခရောက်နေတဲ့အခြေအနေတွေကိုတွေ့ကြရတဲ့အခါမှာဝမ်းသာပျော်ရွှင်စွာနေရှိမောလိုက်ပါတယ်။သူတို့ကငှားရင်ခါနေမောင်းထုတ်လိုက်ကြအရန်အကောင်းတဲ့မဟုတ်ဘူးဆိုရင်တော့တို့လိုဆင်းရဲမွဲတည်နေတဲ့ဆင်းရဲသားတွေရဲ့မျက်နှာကိုကြည့်နေကြည့်နေတရားကြရင်ငါတို့လည်းဆင်းရဲကုန်ကြလိမ့်မယ်။နှစ်ယောက်သာလေယာမြေတွေကိုတူဆော့နေခဲ့တဲ့အချိန်မှာပဲတို့ရဲ့လေယာမြေတွေကနေမော်အစွမ်းထက်နေတဲ့မြေပဲတလုံးကိုတို့တွေ့ခဲ့ရပါတယ်။ကြည့်နေကြည့်နေတဲ့မြေပဲကြီးကကြီးထွားလာခဲ့ပါတယ်။ဒါဘလို့ဖြစ်တာလဲရှင်။ကျမတို့လေတွေကနေဘာထွက်လာခဲ့ရလဲ။ ဒါလောက်ကြီးတဲ့မြေပဲဆန်ကြီးကိုကျမရဲ့ဘဝမှာဘယ်တော့မှမတွေ့ခဲ့ဘူးသေးလားသူတို့အခုလို့ပြောလိုက်တယ်ပဲရှိပါသေးတယ်။မြေပဲကြီးတဲ့ကနေအပန်ထွက်လာခဲ့ပါတယ်။ငါကမောအစွမ်းထက်နေတဲ့မြေပဲပါ။နေတော့နှစ်ယောက်လုံးတယောက်ကိုတယောက်အရန်ကိုချစ်ကြပြီးအလုပ်ကိုလည်းစူးစမ်းလုပ်ကင်ကြတဲ့အတွက်ငါတကယ်အရန်ကိုဝမ်းသာမိရဲ့။ဒီမြေပဲတဲ့ကနေပြီးတော့စီထုတ်ပြီးသွားပြီးဆိုလို့ရှင်တော့ဖះရှခိုးပဲအရင်ဆုံးလုပ်လိုက်။ဖះစွန့်တော်တင်ဖះရှခိုး။ဒါရီအလုံးပေးစီသွားပြီးဆိုတာနဲ့နေတော့ရဲ့အင်္ဂါမီးဖို့ကန်ကရွှေမီးဖို့ကန်ဖြစ်ပြောင်းလဲသွားလိမ့်မယ်။ ပြောဆိုပြီးနောက်မှာတော့မြေပဲဆန်ကလည်းတိုးလိုလိုမြေကြီးရဲ့ပြန်ဝင်သွားပါတယ်။ငါတို့ဒီနေ့အထိဘယ်သူ့ကိုမှမကောင်းကြံခဲ့ရမှရှိတယ်လို့မျိုးမကောင်းပြောဆိုခဲ့ဘူးတာလည်းမရှိဘူး။အဲဒါကြောင့်ငါတို့အခုလိုမျိုးကံကောင်းနေရပဲဖြစ်ရမယ်နော်။ဖယားသခင်ကငါတို့အမြဲတမ်းကောင်းမွန်ခဲ့တဲ့အတွက်ကြောင့်မလို့ကောင်းမွန်တဲ့အရာတွေကိုငါတို့ကိုပေးအပ်ခဲ့ရပေါ့။ငါတို့ဒီမြေပဲထဲကနေပြီးတော့စီကိုထုတ်ကြမယ်။ပြီးရင်တော့ငါတို့ဖယားစင်အရှိမဖယားသွားရှိခိုးပြီးတော့စွန့်တော်ကတ်ကြမယ်။ငါတို့ရဲ့အလုပ်တွေအကုန်လုံးအမှန်တကယ်ဖြစ်လာမဖြစ်ဘူးလားဆိုတာကိုသိကျင်သေးတယ်။ ပညာမတတ်တဲ့စင်ရဲသားတွေကလည်းဘယ်သူပြောတဲ့စကားကိုမစိုးအားလုံးယုံကြည်ကြတာပဲအဲဒါကြောင့်လဲသူတို့ဘဝရဲ့အခြေအနေကအလောက်တောင်မှစိုးနေအောင်မော်အစွမ်းဆိုတာကဘာမှတကယ်ရှိတာလည်းမဟုတ်ပါဘူးသူတို့ရဲ့အခြေအနေကလည်းဘယ်တော့မှတိုးတက်ပြောင်းလဲလာစရာအကြောင်းမရှိဘူးဒီလိုပြောဆိုပြီးနောက်မှာတော့မော်မတော်ကလည်းထွက်ခွာသွားခဲ့ပါတယ်တစ်ဖက်မှာတော့ဆရေကလည်းမြေပဲဆိုင်ကစီတွေကိုထုတ်ယူပြီးနောက်မှာတော့စောတော်တင်ထားလိုက်ပါတယ်နောက်နေသူတို့အိယာကန်တို့ထလာခဲ့တဲ့အခါမှာတော့မြေပဲဆန်ပြောသွားခဲ့တဲ့အတိုင်းသူတို့ရဲ့မိဖို့ကန်ရွှေအောင်ဖြစ်ပြောင်းလဲသွားပါတယ် ကြည့်ပါအောင်ဆိုတဲ့ကျဲဒါကတကယ်အရင်အန်အားတင့်ဖွဲ့ပဲနော်ကျမတို့မိဖို့ကန်ထဲမှာရှိတဲ့အရာတွေအကုန်လုံးရွှေတွေဖြစ်သွားခဲ့ပြီးတိလာကျမတို့ရဲ့ဆင်းရဲဒုက္ခတွေအကုန်လုံးတောကောက်တွေအားလုံးကင်းဝေးသွားရတော့မယ်အခုဆိုရင်တော့ကျမတို့ဆိုင်အကြီးကြီးဆိုင်ကိုလည်းဖွင့်လှည့်လို့ရပြီအိမ်ကောင်းကောက်တဲ့အိမ်ကိုလည်းကျမတို့စောက်လုပ်ပြီးတော့နေလို့ရပြီနော်အေးဟုတ်တယ်မိမမင်းပြောတာမှန်တယ်ငါတို့ဘုရားတကယ်ပြောင်းလဲပြီနောက်နေ့ရောက်သွားခဲ့တဲ့အခါမှာတို့ရဲ့မိဖို့ကန်ထဲမှာရှိတဲ့ရွှေစွန်း2ချောင်း3ချောင်းကိုတွေ့ရောက်လိုက်ပါတယ်ရားတဲ့ပတ်စံနဲ့တို့ကကုံစုံဆိုင်လေးဒီဇိုင်းကိုလည်းဖွင့်လှည့်ခဲ့ကြပါတယ် ဒီနောက်မှာတော့တို့အင်ဂျီဂျီတအင်ကိုလည်းဆောက်လုံနိုင်သွားခဲ့ကြပါတယ်။ဒါရီအားလုံးကိုသူ့ရဲ့အကူနဲ့မရည်သိရှိသွားခဲ့တဲ့အခါမှာအံ့အားသင့်ကုန်ကြပါတယ်။မောင်သားရေတို့တို့ဘလို့ဖြစ်ရတာလဲဘလို့ဖြစ်ပြီးတော့ဒီလောက်တောင်မှချမ်းသာကျွဲဝသွားကုန်ရတာလဲ။တို့လည်းထဲမှာစကားပြောနေကြတဲ့မြေပဲဆန်ကိစ္စကအမှန်တကယ်များဖြစ်သွားတာလားမသိပါဘူး။ကျမတို့တို့အင်ကိုသွားကြည့်အောင်လေ။ဒါရီအားလုံးဘလို့ဖြစ်တာလဲဆိုတာကိုတော့ကျမရှင့်ကိုနောက်မှပြောပြမယ်တိလား။ဒီလိုနဲ့နှစ်ယောက်သားကလည်းဆရေရှိတို့အင်ကိုသွားကြည့်ခဲ့ကြပါတယ်။ လာလေအကောနဲ့မြည်လာခဲ့လာခဲ့ဘလို့လဲအတိုင်းနေမှာကျွန်တော်တို့ကိုတတိယရေပေါ့လေဟုတ်လားကျွန်တော်တို့ကိုအင်ကနေမောင်းထုတ်ပြီးရတယ်နှစ်ယောက်လုံးမေ့သွားကြတာမဟုတ်ဘူးလားမင်းလည်းသိရသားနဲ့ကွာငါအလုပ်တွေအရင်အောင်များရလေအားရမှာမဟုတ်ကြဒီကနေဖြတ်သွားနေနေမင်းတို့အင်ကိုတွေ့ရတယ်ခဏဝင်ကြည့်အောင်ပါပဲဆိုပြီးတော့ဝင်လာခဲ့လိုက်ကြပါဒါနဲ့ရောင်းမရေးနေရမိဖို့ကန်နေကနေပြီးတော့အလင်းရောင်တွေဖြတ်ထွက်နေတယ်လို့ပဲနော်နေရမိဖို့ကန်ကိုငါကြည့်လို့ရမလားဟဲ့ရတာပေါ့ရတာပေါ့လာကြည့်ပါရှင်မမသားကလည်းသူ့ရောင်မလေးရမိဖို့ခံကိုမြင်တွေ့သွားခဲ့တဲ့အခါမှာအတော်လေးအာအသင်သွားခဲ့ပါတယ် သူရဲ့မိဖို့ကံတစ်ခုလုံးကတော့ရွှေဖြစ်နေခဲ့ပါတယ်မိဖို့ကံထဲမှာထထားတဲ့အိုးရီခွက်တွေပကံတွေဇွန်တွေရေအိုးအထီးအားလုံးရွှေတွေပါဒီအချိန်မှာပဲမိဖို့ကံထဲမှာထွန်းထားတဲ့စီမီခွက်ကိုသူတွေ့သွားခဲ့ပါတယ်ကြည့်ရတာ DC ပဲဖြစ်ရမယ် DC ကြောင့်လည်းသူရဲ့မိဖို့ကံတစ်ခုလုံးကရွှေဖြစ်သွားခဲ့ရပဲဒီတဲကအစီအနှဲငယ်ကိုငါခိုးယူသွားတာကောင်းလိမ့်မယ်မောင်သားကပထမတွေကအကြံစီနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးသူမှ plastic ဘူးလေးတစ်ဘူးကိုလည်းယူလာခဲ့ပါတယ် သူကလည်းချက်ချင်းပဲရောင်မအိမ်မှာရှိတဲ့စီရီကိုခိုးယူလိုက်ပါတယ်။ခဏနေတော့သူ့ယောက်ျားနဲ့အတူတူသူ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။အိမ်ကိုရောက်လာတာနဲ့သူ့ယောက်ျားမဟေ့ချ်ကိုတကယ်ဆောက်ရီပြောပြခဲ့ပါတယ်။ငါကတော့အဲ့လိုဖြစ်နိုင်တယ်လို့လုံးဝမထင်ဘူးတိလား။တကယ်လို့မင်းကဒီလိုဖြစ်နိုင်တယ်လို့ထင်တယ်ဆိုလို့ရှင်တော့မင်းလည်းစ조사ကြည့်ပေါ့။မမသားကလည်းခိုးယူလာခဲ့တဲ့စီကိုသူ့ရဲ့မိဖို့ခန်းထဲမှာထားပြီးစီမီထွန်းထားကြည့်လိုက်ပါတယ်။ကြည့်နေကြည့်နေနဲ့သူ့ရဲ့မိဖို့ခန်းကရွှေအဖြစ်ပြောင်းလဲလာခြင်းမရှိဘဲနဲ့ မြတ်တွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကမြတ်ပင်နေဖြစ်သွားခဲ့တာပါ။အိမ်မှာရှိတဲ့မဆလာဘိုးတွေတောက်ရိပ်ခွက်တွေ၊ဘိုးတွေပကံတွေစွန်းတွေကအစားမြတ်တွေဖြစ်သွားပါတယ်။ဒါတွေအကုန်လုံးကတံပိုးမဲ့သွားခဲ့ပါပြီ။ဘာတံပိုးမှမရှိတော့ပါဘူး။ကြည်နေကြည်နေနဲ့ပြင်မှာရှိတဲ့တလိပ်ဆန်တွေကျွဲတွေ၊စိတ်တွေ၊တမင်တွေ၊နွားတွေအားလုံးသူရဲ့မိဖို့ခံနဲ့ရှောက်လာပြီးမြတ်တွေကိုစားတောက်ခဲ့ကြပါတယ်။နေပေါင်းဒါပါဖြစ်သွားတာလဲဒုက္ခပါပဲ။ဒါပါရီဖြစ်ကုန်တာလေ။ဖျားသခင်ပါဖြစ်လို့အခုလိုမျိုးလုံရရတာလဲရှင်။ ကျမရောင်မလေးရဲ့မိဖို့ကံတစ်ခုလုံးကတော့ရွှေအဖြစ်ပြောင်းလဲသွားခဲ့ပေမဲ့ကျမရဲ့မိဖို့ကံကဘလို့ဖြစ်ပြီးတော့မြတ်တွေအဖြစ်ပြောင်းလဲသွားရတာလဲကလေးစားတွေအများကြီးကျမရဲ့အိမ်ကိုဝင်လာကြပြီးကြည့်ပါဦးခိုးယူလာခဲ့တဲ့စီကြောင့်တို့အလောက်တောင်မှဆင်းရဲမွဲတွေသွားခဲ့ကြပြီးစောင်းရှောင်းနေတော်မူတွေကိုလည်းရင်ဆိုင်ခဲ့ကြရပါတယ်မဟေ့ကအလောက်ကနေလည်းပြုတ်သွားခဲ့ပြီးမွဲတွေသွားခဲ့ပါတယ်သူတို့ရဲ့အိမ်တဲလုံးကလည်းမြတ်ပင်တွေဖြစ်သွားခဲ့ပါတယ်ကလေးစားတွေအများကြီးကလည်းတို့အိမ်တဲဝင်ရောက်လာခဲ့ပါတယ်တို့နှစ်ယောက်စလုံးကလည်းအခုဆိုရင်တော့လမ်းဘေးကိုရောက်ရှိသွားခဲ့ကြရပါပြီ သူတို့လက်ထက်မှာဘာတခုမှမကြံတော့ပါဘူး။ဒါရီအားလုံးပဲအခုလိုမျိုးလောဘကြီးလို့ဖြစ်ရတာပဲ။ဘာလို့မဆိုငါလည်းမှားခဲ့တာအများကြီးပဲရှိပါသေး။ဘာလို့လဲဆိုတော့မင်းပြောတဲ့စကားတွေအားလုံးကိုနားထောင်ခင်းပြီးလို့ပဲ။ငါတို့ကဘလောက်တောင်မှအမားတွေကိုလောက်ခင်းပြီလေ။ငါညီလေးနဲ့ငါရဲ့ခင်မဖြစ်သူကိုလည်းငါအိမ်ကနေမောင်းထုတ်ခင်းပြီးတယ်။သူတို့ကငါရဲ့ညီအရင်ပါ။သူတို့ကငါတို့ကိုစကားတခေါနာမှပြန်ခံပြောခဲ့တာမရှိဘူး။သူတို့စိတ်ထဲမှာချက်ချင်းမြတ်တာတွေအများကြီးရှိခဲ့တယ်။ တို့ကဘုရားသခင်ကိုအစ်စ်မှန်ယုံကြည်ကြလို့လေတို့ရဲ့မိဘကံကရွှေအဖြစ်ပြောင်းလဲသွားခဲ့ရပေါ့ငါတို့ဘာလုပ်ခဲ့လဲငါတို့အမြဲတစ္ဆာဖောက်ခဲ့တယ်ဒုက္ခပေးခဲ့တယ်အခုငါတို့အပြစ်တွေအကုန်လုံးကိုဒီလိုနေပြီးတော့ပြန်ခံစားနေကြပြီလေကျမလည်းမှားခဲ့တဲ့ပြစ်တွေအကုန်လုံးကိုသဘောပေါက်ပါပြီရှင်ကျမအခုရှင်နဲ့အတူတူဘယ်နေရာမှာမစုံနေနိုင်ပါနဲ့ဒါပေမဲ့ကျမတို့တို့စီကိုသွားပြီးတောင်းပန်စကားပြောတင်တယ်လို့မထင်ဘူးလားဒီလိုနဲ့နှစ်ယောက်သားကလည်းအငယ်ရီရဲ့အင်ကိုသွားပြီးလက်အုပ်ချီကတောင်းပန်ခဲ့ကြပါတယ် ငါတောင်းမှပါတယ်ငါညီကောင်နှစ်ယောက်ကြားသွေးထိုးစကားပြောခဲ့လို့ညီကိုရေကွဲကွာခဲ့ကြရတယ်နေမိဖို့ခံတဲ့ကစီရီကိုလည်းငါပဲခိုးယူသွားခဲ့ရပါငါအဲ့နေ့ရုံကမှောက်အစွမ်းထက်တဲ့မြေပဲဆန်ပြောတဲ့စကားတွေအားလုံးကြားသွားတယ်လေဒါရီအားလုံးကငါလောဘတက်လို့ဖြစ်သွားခဲ့ရတာငါ့ရဲ့အိမ်တစ်ခုလုံးပြက်စီးဆောင်ရှောင်သွားခဲ့ရပြီငါ့ရဲ့မိဖို့ခံတဲ့ငါ့ရဲ့အိမ်တစ်ခုလုံးကလည်းမြက်ပင်တွေဖြစ်ပြောင်းလဲသွားခဲ့တယ်ကလေးဆန်တွေအကုန်လုံးကတော့ငါ့ရဲ့အိမ်တစ်ခုလုံးကိုစားတောက်ပြစ်လိုက်ကြပြီရပါတယ်ကိစ္စမရှိပါဘူး ဒီနေ့ကစပြီးကျွန်တော်တို့အတူတူနေကြတာပေါ့အရင်ကစပြီးအားလုံးအတူတူပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မှအစွမ်းထက်တဲ့အင်းကြီးမြောင်စော်ရဲပုံမြင်ပဲဖြစ်ပါတယ်ဖိုင်လ်နဲ့စီမာတို့နှစ်ယောက်လုံးကတော့တငယ်ချင်းပဲဖြစ်ကြပါတယ်ဖိုင်လ်ကတော့ရန်ကုန်ချမ်းသာတဲ့တထဲကြီးတို့ရဲ့သမီးဖြစ်ပြီးစီမာကတော့ဆင်းရဲတဲ့တောင်သူတို့ရဲ့သမီးလေးပါစီမာကအတော်လေးရိုးသားရှာပါတယ်ပိုင်လ်ကချမ်းသာပေမဲ့လည်းသူ့ကိုအရန်ချစ်တဲ့တငယ်ချင်းတယောက်လို့ထင်မှတ်ထားခဲ့ပေမဲ့ပိုင်လ်ကအဲ့လိုမဟုတ်ပါဘူး။သူကတော့ အတုံးတော်တို့တော့စီမားနဲ့တငယ်ချင်းအနေနဲ့ရှိနေခဲ့ပေးတာပေါ့စီမားရေဒီနေ့ငါနေတိတ်မကောင်းဘူးတိလောနေလေတည့်ရဲ့အတိုင်းပဲလေငါမှအကြောင်းက assignment တွေကလည်းအရှောင်များနေတယ် project တွေပြီးကိုမပြီးသေးဘူးအဲ့ဒါကြောင့်နေဒီနေ့တရလောက်အကြောင်းကနေခွဲယူပြီးငါ့ရဲ့ project တွေအားလုံးပြီးတော့အောင်လုပ်ပေးလို့ရလားနေရလေဟာနောက်နေ့ရနေလို့ရှင်ငါမှလည်းဆောင်ပွဲကရှိသေးတယ်ငါလည်းစာရီကိုလောက်ရအောင်မယ်လေနေရလေဟာနေရငါ့ရဲ့အကောင်းဆုံးတငယ်ချင်းမဟုတ်ဘူးလားကိုတငယ်ချင်းတယောက်လုံးဒုက္ခရောက်နေတဲ့အချိန်မှာနေငါ့ကိုဒါလေးအောင်အကူအညီမပေးနိုင်တော့ဘူးလား အေးပါအေးပါကောင်းပါပြီဟဲ့ကောင်းပါပြီငါအကူအညီပေးပါမယ်ငါနဲ့လှုပ်ပေးမယ်နော်ဟုတ်ပြီလားအမြဲဒီပုံစံအတိုင်းပါပဲဘိုင်ယယ်ကတော့စီမောကိုတငယ်ချင်းဖြစ်တယ်ဆိုပြီးအခွင့်အရေးအမြဲတမ်းယူပါတယ်ဒီမကတော့စကားချချိုလေးတွေနဲ့အလုပ်တွေအများကြီးကိုလည်းခိုင်းစေတပါသေးတယ်။ဒါကြောင့်စီမားကလည်းဘယ်တော့မှဆောင်ပွဲကိုကောင်းကောင်းဖြေရလိမ့်မရှိပါဘူး။သူမဆောင်ပွဲမှာအမှတ်နည်းနေတတ်တာလဲဒီလိုပါပဲ။ဘလို့ဖြစ်တာလဲစီမားရင်းနဲ့ဘာလို့ဒီလောက်တောင်အကြမ်းနေရပြတ်နေရတာလဲ။နေစတင်ချိန်ဘယ်နှခုတောင်ပြတ်ထားလဲဆိုတာကိုသိရောသိလား။ နင်ကဒီနှစ်နောက်ဆုံးနှစ်ဖြစ်နေပြီလေပို့ပြီးတော့ကြိုးစားရမယ်စောင်းအယုံဆိုင်ပြီးတော့လောက်ရမယ်ဒီတစ်ခေါက်ဆောင်ပွဲမှာလည်းနင်အတော်လေးအမှတ်နေရဲဆိုတော့ကိုသိတယ်မလားဟုတ်ကဲ့ဟုတ်ကဲ့ကျမတောင်းပန်ပါတယ်ဆရာမကျမဒီတစ်ခေါက်သေးချာကယူဆိုင်ပြီးတော့စောင်းကြိုးစားလုပ်ပါမယ်နော်ဒါမှလည်းဆောင်ပွဲကိုသေးချာအောင်မြင်အောင်ဖြေနိုင်မှာမဟုတ်လားစီမသိပါတယ်သူဘာဖြစ်လို့အမြင်နဲ့အမှတ်နေနေရပြီးဆောင်ပွဲကောင်းကောင်းမဖြေနိုင်တာလဲဆိုတဲ့အကြောင်းပြချက်တွေကိုပါဒါပေမဲ့ဒီမကတငယ်ချင်းကောင်းတူဖြစ်တဲ့အတွက်အမြင်နဲ့ပါစပ်ပိတ်ပြီးတော့ပဲနေထိုင်နေခဲ့ပါတယ် သူမရဲ့တငယ်ချင်းကိုစိတ်ထဲကနေအောင်မတခါလေးအောင်အပြေပတင်ခဲ့ပါဘူး။စီမရဲ့နေရာတော့တကယ်ပဲပါယယ်ခိုင်းတဲ့အလုပ်တွေအားလုံးကိုနေရာအနောက်ကနေလိုက်လုပ်ပေးနေရတော့အဲဒါကြောင့်နေရာဆောင်ပွဲဖြေဆိုတိုင်းဖြေဆိုတိုင်းအမှတ်ကနေနေရပေါ့။နေရာအဆင့်တွေဘလောက်တောင်မှကြာနေပြီလဲဆိုတော့ကိုတိရောတိရဲ့လား။ဒီပုံစံတိုင်းဆိုလို့ရှင်တော့ဘလို့လောက်ကြောင့်မလဲ။နောက်ဆုံးနှစ်ကအရင်အရေးကြီးရနော်။နင်တို့တခါလေးပြောလိုက်လေ။နင်မလည်းဆောင်ပွဲရှိတယ်စာလို့ရအောင်မယ်။သူ့စာကိုသူပြအောင်လုပ်ပေါ့။ဘာဖြစ်လို့နင်ကိုပဲတစ်ချိန်ကုန်လုံးသူခိုင်းနေရတာလဲ။ နင်ကနင်အလုပ်ကိုတော့ကိုယ်တိုင်မလုပ်ဘဲနဲ့သူ့ရဲ့အလုပ်တွေကိုပဲတွားလုပ်ပေးနေတယ်မဟုတ်သေးဘူးတမီးရဲ့မဟုတ်တော့အမေရဲ့အလုပ်တော်လည်းပဲဟုတ်ပါမလဲပါရလကတမီးရဲ့အကောင်းဆုံးတငယ်ချင်းသူကလည်းတမီးကိုအရန်ချစ်တယ်အမေရဲ့အဲ့ဒါကြောင့်သူကတမီးကိုကူညီခိုင်းတာပါတငယ်ချင်းကိုအကူအညီပေးတယ်ဆိုတော့ကနောက်ထပ်တငယ်ချင်းတယောက်ရဲ့တာဝန်ပဲလေအမေရဲ့ဟုတ်တယ်မလားတမီးသူ့ကိုအကူအညီပေးရတာသဘောကျပါတယ်ရပါတယ်အမေရဲ့ကိစ္စမရှိဘူးဒီတစ်ခေါက်ဆောင်ပွဲကိုတော့တမီးတေချာစူးစမ်းပြီးတော့ရှောင်းဖြေလိုက်မယ်နော်ဒီတစ်ခေါက်ပို့ပြီးစူးစမ်းလိုက်မယ်ဆိုရင်တော့အမှတ်ကောင်းကောင်းနဲ့တမီးအောင်မြင်သွားမှာပေါ့အမေရဲ့ ဒီလိုနဲ့စီမတွေတစ်ခေါက်မှလည်းစကိုစူးစားပြီးလုပ်ခဲ့ပေမဲ့သူမမအချိန်အများကြီးမရတဲ့အတွက်ကြောင့်မို့လို့အမတ်ကတော့တိတ်မကောင်းပါဘူး။စောင်းပွဲကိုအောင်မြင်ခဲ့ပေမဲ့အမတ်နည်းနည်းလေးနဲ့တော့သူမအောင်မြင်ခဲ့ပါရဲ့။နောက်ထပ်ရန်အနေငယ်ကြသွားတဲ့အခါမှာတော့မြို့မှာပြိုင်ပွဲတစ်ခုကျင်းပပို့အတွက်သတင်းကြခဲ့ရပါရဲ့။ဒါကတော့ fashion show ပွဲတစ်ခုပါပဲ။ Royal Korean ကလည်းဒီ fashion show ပွဲမှာပါဝင်ရှင်ပြိုင်ကျင်းနေခဲ့ပါရဲ့။သူမပြိုင်ပွဲမှာအရင်ကကိုအနိုင်ရရှိကျင်းနေခဲ့ရပါဘူး။ ဒါကြောင့်ဒီမတခြားသူတွေအကုန်လုံးထက်တာလွန်ကောင်းမွန်စွာရှင်ပြိုင်နိုင်ဖို့အတွက်အစွမ်းကုန်ပဲကြိုးစားအားထုတ်နေခဲ့ပါတယ်။ဖေဖေရေဖက်ရှင်ရှိုးပွဲမှာဘယ်သူရဲ့ဝိဆောင်ကအလှဆုံးလဲ။အဲ့ဒီသူကပြိုင်ပွဲမှာအနိုင်ရရှိလိမ့်မယ်။အဲ့ဒါကြောင့်တမီးရဲ့ဝိဆောင်ကအလှဆုံးဖြစ်နေမှာကိုဖြစ်မှာနော်။ဒါနဲ့ဖေဖေတမီးစဉ်းစားဟတာရှိတယ်။ဖေဖေတမီးကိုရွှေနဲ့လှုပ်ထားတဲ့ဝိဆောင်လေးလှုပ်ပေးလို့ရလားယင်။တမီးတော်ရွှေအစင်နဲ့လှုပ်ထားတဲ့ဝိဆောင်ကိုဝိပြီးတော့ရှင်ပြိုင်လိုက်မယ်ဆိုရင်တော့တမီးအောင်မြင်မှာကျင်းတည်ရည်တည်လား။ သမီးကိုကြော်လွန်ပြီးတော့ဘယ်သူမှလည်းအနိုင်ရစရာအကြောင်းမရှိတော့ဘူးလေဘယ်သူကသမီးနဲ့ရှင်ပြိုင်နိုင်မှာလဲဘယ်သူမှအလောက်ထိအဆင့်တန်းရှိလို့လဲရွှေထဲလောက်ထားတဲ့ဝတ်ဆောင်ကတော့သမီးတယောက်ပဲဝင်နိုင်မှာဘာလို့လဲဆိုတော့သမီးကအရင်အချမ်းသာလေးဖေ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 ကသမီးပဲမလားဒါပေါ့သမီးလေးရဲ့ဟုတ်တယ်သမီးပြောတာမှန်တယ်သမီးလိုချင်တဲ့ဝတ်ဆောင်ပုံစံအတိုင်းပဲအဖေလုပ်ပေးမယ်နော်ရှင်ရလေရှင်ရဲ့သမီးကိုရှင်တကယ်ပဲရွှေထဲလောက်ထားတဲ့ဝတ်ဆောင်ကိုချုပ်ပေးတော့မလို့လားဘလောက်တော့မှဈေးကြီးလိုက်တယ်လဲရှင်ရှင်ရလေတည့်ရဲ့သားနဲ့ဝတ်ဆောင်တစ်ခုလုံးဆိုလို့ရှင်တော့အများကြီးပဲကောင်းကြသွားလိမ့်မယ် ရပါတယ်ကိစ္စမရှိပါဘူးသူ့ကိုအေးစစ်နေဝင်ပေးလိုက်စမ်းပါငါတို့သမီးလေးကတိတ်မကြခင်ကြောင်းပြီးသွားတဲ့အခါကျရင်လက်ထပ်ပြီးရခမအင်ကိုရောက်ရှိသွားမှာပဲမလားအဲ့ခါကျရင်တော့သူ့လှုပ်ချင်တာတွေလှုပ်ခွင့်မရရင်ဘယ်လိုလုပ်မလဲမိဘအိမ်မှာရှိနေတဲ့အချိန်တုန်းသူ့လှုပ်ချင်တာတွေအားလုံးကိုလှုပ်ခွင့်ပေးလိုက်လေကွာသူကအခုချိန်မှာပြိုင်ပွဲကိုဝင်ပြိုင်ချင်တယ်ဆိုတော့ဝင်ပြိုင်ခွင့်ပေးလိုက်လေကဲသွားသမီးလေးရေသွားသွားနင်ပါလှုပ်ချင်လဲလှုပ်ချင်တာကိုသာသွားလှုပ်ခဲ့ရွှေရောင်နဲ့တထည်လုံးလှုပ်ချင်တာမလားလှုပ်ခဲ့ကွာရရတယ်ပတ်စံကိုတော့အဖေပေးလိုက်မယ်နော်ဟုတ်ကဲ့ပါအဖေရဲ့ကျေးဇူးအများကြီးတင်ပါတယ်နော် တငငချင်းနဲ့အောင်စကားပြောနေကြရင်လည်းစီမားလေးဖက်ရှင်ရှိုးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုတဲ့အကြောင်းတွေကိုပါရယ်တီးသွားခဲ့ပါတယ်ဒီခါမှာတော့သူအတန်အကျဲကြီးအော်ရီလိုက်ပါတယ်ဘာပြောရင်နေရပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဟုတ်လားနေရလည်းဟဲ့ဒုက္ခပဲဖက်ရှင်ရှိုးပြိုင်ပွဲကဘာလဲဆိုတာကိုကြားရောကြားဘူးရဲ့လားမိမအဲ့လိုဒီပတ်စံရှိလို့လားအဲ့ဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရအောင်လို့လေအဲ့ဒီပြိုင်ပွဲကငါတို့လိုမျိုးရန်ချမ်းသာတဲ့တွေအတွက်ပဲလှူချပေးတဲ့ပြိုင်ပွဲနင်တို့လိုမျိုးစည်ရင်သားတွေတော့မဟုတ်ဘူးဒါနဲ့ငါလည်းပြောအောင်မယ်သေးလားစိတ်လည်းစိုးမနေပါနဲ့ငါပြောချင်လို့တော့မဟုတ်ပေမဲ့ ။နင်တို့လိုမျိုးစည်ရန်သားတွေကဒီလိုပြိုင်ပွဲတွေနဲ့လုံးဝမလိုက်ဖက်ဘူးဟဲ့။ပြိုင်ပွဲမှာလူတိုင်းလူတိုင်းကအရင်ကိုလှပပြီးပြည့်စုံနေတဲ့ဝိဆောင်ကိုပဲဝေ့ကြရမှာ။ဒါနဲ့နင်သိရောသိရလားငါပြိုင်ပွဲမှာအရင်အောင်လှပတဲ့ရွှေအစစ်နဲ့လောက်ထားတဲ့ဝိဆောင်ကိုဝေ့မှာ။အဲဒီဝိဆောင်ကိုငါပြင်းအောင်ပြင်ဆင်ပြီးသွားပြီ။အဲ့ဒါကြောင့်နေအနေနဲ့မပြောပါနဲ့တခြားသူတွေတောင်မှငါ့ကိုရှင်းပြနိုင်မဲ့သူတယောက်မှမရှိသေးဘူးဘလို့မဆိုနေရငါ့ရဲ့တငယ်ချင်းမလားအဲ့ဒါကြောင့်ငါနေကိုရှင်းပြနေရနားထောင်စားမှာဟဲ့နေအဲ့ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်းပြမနေနဲ့တိလားอืมဟုတ်ပါတယ်နေပြောတာမှန်တော့လဲမှန်တယ်နော် မမဲအမယောင်ငေါ့ဝင်ရောက်ရှင်းပြရင်စေချင်နေလေအမယောင်ငေါ့တို့အရင်အောင်လာပါရဲဝစ်ဆောင်တစ်စုံကိုလည်းကိုတိုင်းချုပ်ပေးမယ်ဆိုပြီးတော့ပြောနေတယ်။အိမ်မှာပဲဝစ်ဆောင်ကိုချုပ်နေရပါ။ဘာပြောရလဲ။နေရဝစ်ဆောင်အိမ်မှာကိုတိုင်းချုပ်နေရဟုတ်လား။ဟင်အိမ်မှာချုပ်ထားတဲ့ဝစ်ဆောင်ဆိုတော့ပြီးပြီပေါ့ဟဲ့။ဘာရမြောင်အလောက်တောင်မှကောင်းမှာမဟုတ်လို့လေ။နေရဝစ်ဆောင်ကြီးနဲ့ပွဲကိုရောက်ချလာလို့ရှင်တော့ဘယ်သူမှနေကိုအထဲအောင်ဝင်ခွင့်ပေးမှာမဟုတ်ဘူးတိလား။ကဲကဲကဲတော်ပြီတော်ပြီ။ငါတော့ရတော့မယ်။ငါမှအလုပ်တွေအများကြီးရှိတယ်။ညနေကြရင်အိမ်အောင်လာခဲ့အောင်။ငါလုပ်စရာတွေအများကြီးရှိသေးတယ်။နေကဝိုင်းကူညီလုပ်ပေးရမယ်။ ။စီမားကလည်းတော်လေးဝမ်းနဲ့သွားခဲ့ပါရယ်။သူမအိမ်ကိုပြန်လာခဲ့ပြီးအနားယူနေခဲ့ပါရယ်။တမီးလေးလာပြီလား။ဖက်ရှင်ရှိုးပွဲကြရင်တမီးဘာဝဲဆောင်ဝဲရမလဲဆိုတော့ကိုအမေစဉ်းစားပြီးသွားပြီတိလား။တမီးအတွက်အမေမျက်နှာလှုပ်ထားတဲ့ဝဲဆောင်ကိုချက်ပေးခြင်းနဲ့မျက်နှာလှုပ်ထားတဲ့ဝဲဆောင်ကဘလောက်ကြောင်မှလှပလိုက်မလဲဆိုပြီးတော့အမေတွေးနေရလေ။တမီးကိုအမေအကူအညီပေးမယ်တမီးရဲ့။နေအမြန်ဆုံး channel ဆင်းသွားပြီးတော့လှပနေတဲ့မြက်တွေကိုခူးယူခဲ့တော့မြက်ပင်အရှည်ကြီးတွေကိုဖျက်လာခဲ့နော်။ကြားလားသမီးရဲ့အမေဘာပြောနေလဲဆိုတော့ကိုနေကြားတော့ကြားရလားဘာရီစဉ်းစားနေရလဲ။အမေ သမီးဒီပြိုင်ပွဲကိုဘယ်တော့မှရှင်းပြိုင်နိုင်မှာမဟုတ်ဘူး။ဘာအတွက်သမီးတို့ကြိုးစားပန်းစားနေအားထုတ်နေရသေးရလဲလို့အဲ့လိုလား။ပိုင်ရလကရွှေနဲ့လောက်ထားတဲ့ဝတ်ဆောင်ကိုဝယ်ပြီးသွားပြီ။သူရဲ့ဝတ်ဆောင်ကတကယ်အရှမ်းအောင်လှတယ်သီလားမင်း။သမီးသာဝတ်ဆောင်ကိုဝတ်ပြီးတော့သွားလိုက်မယ်ဆိုရင်တော့အားလုံးကရီမောထောင်ပြောင်းနေကြမှာ။သမီးရဲ့မျက်နှာလောက်ထားတဲ့ဝတ်ဆောင်ကဘလုံးမှလှစရာအကြောင်းလည်းမရှိဘူး။သမီးရဲ့ကိုယ့်ဟာကိုယ်ယုံကြည်ချက်ထားစမှာကိုယ့်ဟာကိုယ်ယုံကြည်ချက်ရှိဖို့တော့အရင်အရေးကြီးရဲ့။အဲ့ဒီတော့မှအမေတို့လောကကြီးကိုအောင်းနိုင်ပါလိ။သမီးရဲ့အားနည်းချက်တွေအကုန်လုံးကိုအားသာချက်ဖြစ်ပြောင်းလဲလိုက်စမှာ။ အနိုင်အရှုံးဆိုတာကနောက်မှစဉ်းစားထားဘလို့မဆိုဒီပြိုင်ပွဲကိုငါ့ရဲ့တမီလေးရှင်ပြိုင်ရမယ်။နိုင်နိုင်ရွှေရှုံပေါ်ဘာဖြစ်လဲ။တုံးမရဲ့စကားတွေကြားခဲ့ရတဲ့ခါမှာစီမဝမ်းသာသွားခဲ့ပြီးရဝိဆောင်ကိုအမြန်ဆုံးပဲချုပ်လုပ်ခဲ့ပါရီ။ Fashion Show ပွဲနေ့မတိုင်ခင်အထိစီမောင်းကလည်းတုံးမနဲ့ Editor ဝိဆောင်ကိုချုပ်လုပ်ပြင်ဆင်လုပ်ပြီးစီးသွားခဲ့ပါရီ။ Payel ကလည်းအရင်ကမှ Fashion Show ပွဲကိုရောက်ရှိလာတဲ့ခါမှာစီမားလည်းရှိနေခဲ့ပါရီ။သူမရဲ့ဝိဆောင်လေးကတကယ်တခြားသူတွေနဲ့မတူဘဲအရှမ်းကိုလှပလွန်နေခဲ့ပါရီ။ စီမိုင်းဝစ်ဆောင်ကိုတွေ့ခဲ့ရတဲ့အခါမှာပါရလက်အတူတူတခြားမိန်ကလေးတွေကလည်းရီမောနေခဲ့ကြပါသည်။စီမိုင်းရင်းနဲ့တကယ်ပဲဘာကြီးကိုဝေလာခဲ့ရလဲဟဲ့။နေရပုံစံကအတော်လေးအံ့ဩစရာကောင်းနေရည်ရတယ်ဒီလား။ငါနဲ့ကိုဒီလိုမျိုးပေါက်ကြရမလုံးနဲ့ဆိုပြီးတော့ပြောထားရတဲ့ဒါနဲ့လှုပ်လာခဲ့သေးရဲ့နော်။ကဲကဲကဲတော်ပြီတော်ပြီငါနဲ့ဝဝေးမှလမ်းလျှောက်။ငါကရွှေအစစ်နဲ့လှုပ်ထားတဲ့ဝစ်ဆောင်ကိုဝစ်ထားတာ။နေရမြန်းနဲ့လှုပ်ထားတဲ့ဝစ်ဆောင်နဲ့ထိသွားလို့ရှင်တော့တန်မိုးလျှောကြသွားလိမ့်မယ်။သွားသွားသွားငါနဲ့ဝေးမှတနည်း။ဒါဆိုရင်တော့ငါအထက်ကိုဝင်သွားလိုက်တော့မယ်။နင်းလာမယ်ဆိုတော့ဒီလိုငါနဲ့ကိုစောင့်နေရ။ ရှင်ပြိုင်ကြရမင်းကလေးတွေအကုန်လုံးကချမ်းသာတဲ့အင်္ဂါမင်းကလေးတွေကြီးပါပဲ။ပါရလီယဝိဆောင်ကတော့ရွှေအစစ်နဲ့ကိုလှုပ်ထားတာပါ။ဒါကြောင့်ဒီပြိုင်ပွဲမှာသူမကျင်းတည်ပေါအနိုင်ရရှိမယ်ဆိုပြီးယုံကြည်နေခဲ့ပါရည်။ fashion show ပွဲစတင်ရှင်ပြိုင်ခဲ့ကြပါရည်။မင်းကလေးတယောက်ချင်းစီကလည်းစင်ပေါ်ကိုတက်ပြီးရှိုးရှောက်ပြခဲ့ကြပါရည်။ပါရလအလှယောက်ရှိလာခဲ့တဲ့အခါမှာသူမလည်းရှိုးရှောက်ခဲ့ပါရည်။ဒီနောက်မှာတော့အာလုံရဲ့နောက်ဆုံးမှာစီမားရဲ့အလှပါစီမားကလည်းသူ့ရဲ့လှပါတဲ့ဝစ်ဆောင်နဲ့အတူတူစင်ပေါ်ကိုတက်လာပြီးရှိုးရှောက်ခဲ့ပါရီဒိုင်ကျူကြီးတွေကလုံးက ။စီမရဲ့စူးစမ်းအားထုတ်မှုကိုတွေ့ကြရတဲ့အခါမှာအံ့အားသင့်နေခဲ့ကြပါရဲ့။သူမရဲ့တီထွင်နိုင်စွမ်းကတကယ့်ကိုအမခံပါပဲ။မိန်ကလေးတွေအကုန်လုံးကလည်းစင်ပေါ်မှာရက်နေခဲ့ကြပါရဲ့။စီမလည်းရက်နေပါရဲ့။ကျမအခုဆိုလို့ရှင်တော့ဒီပြိုင်ပွဲမှာဝင်နာစုကိုဘယ်သူရသွားလဲဆိုတော့ကိုကျင်ညာဖို့တော့အရန်ကိုစိုက်လို့ရှာနေရယ်။ကျမကိုယ်တိုင်ဝင်နာစုကိုကျင်ညာခွင့်ရတဲ့အတွက်လည်းတကယ်ကုန်ရှူဝမ်းသာမဆုံးဖြစ်ရပါရယ်။ကျမအခုဒီပြိုင်ပွဲကိုဘယ်သူအနိုင်ရရှိသွားလဲဆိုတော့ကိုကျင်ညာပေးပါတော့မရှင်။ဒီပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့တဲ့ဝင်နာစုရှင်ကတော့စီမားဖြစ်ပါရယ်။ဟုတ်ပါရယ်စီမားပါ။ သူကိုယ်တိုင်ပြင်ဆင်ချုပ်လုပ်ထားတဲ့ဝစ်ဆောင်လေးပါသူမကိုယ်တိုင်အိမ်မှာပဲစူးစမ်းပန်းစားနဲ့ချုပ်လုပ်ထားတဲ့ဝစ်ဆောင်လေးနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ရဖြစ်ပါတယ်အဲဒါကြောင့်ဒီပြိုင်ပွဲမှာဝင်နာဆုရှင်ကတော့စီမားပါစီမားတဲ့အားလုံးပဲလက်ခုပ်အော်ပါတီးပေးကြပါအောင်ရှင်စီမားပထမရသွားတာကိုတွေ့ခဲ့ရတဲ့ခါမှာပါယယ်ဒေါ်တာအရန်ထွက်ပြီးချက်ချင်းထွက်ခွာသွားပါတယ်အရင်နေ့မှာပါယယ်ထွက်သွားတာနဲ့စီမားကလည်းသူတငယ်ချင်းရဲ့အကြောင်းအဆောင်ကိုသိရှိသွားပါတယ်ပါယယ်ကတော့အမြဲတမ်းမနာလိုဝင်တော့စိတ်များနေခဲ့ပြီးတော့စီမားကိုအတုံးချနေခဲ့တာပါစီမားကတော့ဆုရရှိသွားခဲ့ပါတယ် ။အဖြစ်ဖြစ်နဲ့စီမားကတော့အောင်မြင်မှုပန်းနိုင်ကိုစခုရရှိသွားနိုင်ခဲ့ပါရည်။စီမားကသူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ရှေ့ဆက်တွန်းနိုင်သွားခဲ့ပါပြီ။ဒါပေမဲ့သူမဝမ်းတဲ့နေရာတစ်ခုကတော့သူမရဲ့ဘဝမှာတငယ်ချင်းကောင်းကိုမရွေးချယ်နိုင်ခဲ့ပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။